စင်များအလုံးမင်္ဂလာပါရှင်လူနာဂျူပီတာ channel မှာကြိုဆိုလိုက်ပါတယ်ရှင်အလုံးမဲမင်္ဂလာရှိရနေ့ရက်နဲ့မင်္ဂလာရှိရခြင်းတွေကိုပိုင်ဆိုင်နေကြပြီးပြပြအမြာဝေကွာကကိုရစိတ်ပါကျမစနာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်အခု reading ကကိုရစိတ်ထဲမှာရှိနေတဲ့တပတ်သူဒီသူကကိုနဲ့ပတ်သက်ပြီးတော့ကိုချိန်မှာဘလို့တွေးနေဘလို့ခန်းစားနေရလဲအဲ့တော့ကိုမသိရသူ့ရဲ့ခန်းစားချက်ပေါ့နော်ဒါလေးကို collective reading လေးဖတ်ပေးသားမှာဖြစ်ပါတယ်ရှင် အရင်ဆုံးကိုယ့်ရဲ့ energy ကိုစစ်ပေးပါမယ်။သူနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့ energy ပေါ့နော်။ inspiring တဲ့ကိုကလည်းတပတ်သူနဲ့တပတ်သူကိုဘောတော့မသိသူမသိအောင်လို့ပေါ့စောင့်ကြည့်နေတယ်။နောက်သူ့ရဲ့အချက်လက်တွေသတင်းတွေလိုက်ပြီးစုံစမ်းနေရလို့တွေ့တယ်။ကိုမှန်းမသိဈေးဖို့အတွက်ကိုတဆင့်လူတဆင့်ပဲဖြစ်ဖြစ်ပေါ့နော်။ဒါမှမဟုတ်လေတခြားကိုကိုမသိစေမယ့်နီလန်းတစ်ခုခုပေါ့နော်။ဒါမှဟိုထားပါတော့ဖုန်းနံပါတ်အသက်အဲ့လိုအကောင့်အသက်စသဖြင့်ပေါ့နော်။အဲ့လိုမျိုးတွေနဲ့ တစ်ဖက်သူရဲ့အကြောင်းတွေကိုသွားပြီးတော့စုံစမ်းနေတာသွားဆောင်ကြည့်နေတာအလိုမျိုးတွေရှိနေဆိုတာလို့တွေ့ရပေါ့နော်။နောက်သူ့သူ့အကြောင်းတွေကိုသိကျင်စိတ်တွေတော်တော်များနေပေါ့နော်။ဘယ်လိုလဲတွေ့ရတယ်ပေါ့။နောက်ဆိုရင်တစ်ဖက်သူကအခုချိန်မှာကိုယ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုခံစားချက်မျိုးဘယ်လိုအတွေ့မျိုးဖြစ်နေလဲပေါ့နော်။ကိုမတိရဲ့ကိုနဲ့ပတ်သက်တဲ့သူ့ရဲ့ခံစားချက်အစမှန်ကဘာဖြစ်မလဲ influences တဲ့ကိုပမာတို့မဟုတ် သူပမာတခြားပတ်သက်နေတဲ့သူဒါပေါ်တခြားဦးစားပေးရမယ့်သူရှိတယ်ဒါပေမဲ့လည်းကိုပေါ်မှာထားထားတဲ့သူရဲ့ဆွဲလမ်းမှုอืมကိုရဲ့လွှမ်းမိုးမှုပေါ့နော်သူပေါ်မှာကိုရဲ့လွှမ်းမိုးထားနိုင်မှုอ่ะအခုချိန်ဒီရှိနေတော့မယ်ဆိုတာလို့တွေ့တယ်ကိုเจ้าနေတော်တော်လေးကိုတွေးနေမိတယ်ဆိုတာမျိုးလို့မြင်နေပေါ့နော် အဲ့တော့အခုလူမျိုးတွင်းနေမိတာကပြောရရင်သူ့တက်ကိုစီးကြော်တယ်ဆိုတဲ့ခံစားချက်မျိုးလေးလည်းဖြစ်စေတယ်ဆိုတာလို့မြင်တယ်ပေါ့နော်အဲ့တော့ဖြစ်နိုင်တာကတော့ဒီလူမှာဒါ energy များဆိုတာတစ်ဖက်သူမှာတခြားနောက်တစ်ယောက်ရှိနေရမျိုးဖြစ်နေမယ်ပေါ့နော်လက်ရှိမှာပတ်သက်နေတဲ့သူရှိတယ်ဒါပေမဲ့လည်းဒီဒီလူ အကြောင်းပဲစဉ်းစားနေရမယ်စာကိုအကြောင်းကလည်းသူကောင်းထဲမှာအမြဲတမ်းလှောင်မှုမှုအပြည့်ရှိနေဆိုတာမျိုးလိုတွေ့ရပေါ့နော်အဲ့ဒီခါကျတော့သူ့အနေနဲ့ဒီလိုမျိုးကျင့်ဝတ်တွေစောင့်ထိုင်းရမယ်စီမင်းတွေကိုဖောက်ဖျက်တယ်လို့ခံစားချက်မျိုးတွေဖြစ်နေရဆိုတာလိုတွေ့တယ်နောက်အခုလိုမျိုးကိုအကြောင်းတွေပဲအမြဲတမ်းတွေးနေပြီးတော့ဒီလိုခံစားချက်မျိုးဒီလိုအတွေ့မျိုးဖြစ်နေစေဖြစ်နေရတာလေသူ့အတွက်ဆိုရင်ပြောရရင် တကယ်ကို ထင်မှတ်ထားဘူးပေါ့နော်ဒီလိုမျိုးဖြစ်လိမ့်မယ်လို့သူမထင်မှတ်ထားဘူးပေါ့နော်ဘာကြောင့်ဒါမျိုးတွေတွေးနေရတာလဲဘာကြောင့်ကိုเจ้าနေစဉ်းစားဖြစ်နေရတာလဲအများတန်းကိုကသူ့ရဲ့အအတွေ့အထိမှာဘာလို့အပြည့်ရှိနေရတာလဲပေါ့နော်ဒါတွေကလည်းသူ့တက်ကိုတော်တော်ကိုအံ့အားသင့်စေတယ်ဆိုတာမျိုးလို့တွေ့ရတယ်ပေါ့နော်အဲ့ဒီတက်ကိုလည်းသူ့အနေနဲ့ဘလိုမျိုးပုံစံနဲ့ကြိုက်တွေဖြည့်ရှင်းရမလဲဆိုတာအဖြေမသိဘူးဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလိုမျိုးလေဒီမှာဆိုရင် energy တွေတော်တော်လေးများတယ်ပေါ့နော်ဘာကြောင့်ရင်မသိပေမဲ့ energy တွေတော်တော်လေးများတယ် အာ Gemini Libra Aquarius တစ်ဖက်သူမှာအဲ့ energy တွေများတာမျိုးဖြစ်ချင်းဖြစ်နေမှာပေါ့နော် exclusive dishonesty deception trickery အဲ့တော့ဒီနှစ်ယောက်ရဲ့ဖြစ်စဉ်မှာဒါကတော့အာအတိတ်ကအကြောင်းကိုပြန်ပြောတယ်လို့ထင်နေပေါ့နော်သူ့အနေနဲ့အသက်ပါတီကို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 ကြော်ပြီးတော့ရွေးချယ်သွားတာကိုထားပြီးတော့ရွေးချယ်သွားတာမျိုးတွေကိုပေါ်မှာမယိုးမသားပေါ့နော်မယိုးသားတဲ့ ုံစံမျိုးတွေလုပ်ပြီးတော့ရွေးချယ်သွားတာမျိုးတွေတော့မဟုတ်လဲကိုယ်အသက်စာဖောက်သွားတာမျိုးပေါ့နော်ဒါမျိုးလုပ်ပြီးတော့ရွေးချယ်သွားခဲ့တာမျိုးတွေရှိလိမ့်မယ်အဲ့လိုအတွက်ကိုလည်းပြောရရင်နှစ်ယောက်ကြားမှာဒီတတ်မှတ်ထားတဲ့အရာတွေကသူကိုယ်တိုင်ပဲဖောက်ပြက်ခဲ့တာမျိုးပေါ့နော်သူကိုယ်တိုင်ပဲချိုးဖျက်ခဲ့တယ်ဖျက်ဆီးခဲ့တယ်ဆိုတာမျိုးအဲ့တော့ဒီဒီအရာကိုပြန်ပြီးတော့တိဆောက်ဖို့အတွက်ကတော့လောကမဖြစ်နိုင်ဘူးဆိုတော့ပုံစံမျိုးပေါ့နော်ပြောရရင်တော်တော်လေးကို စိုးရတဲ့အလုပ်ရက်တစ်ခုအနေနဲ့လည်းသူ့ဘာသူခံစားနေရဆိုတာမျိုးအဲ့လိုပုံစံမျိုးနဲ့ပြန်မြင်နေရဆိုတာမျိုးလည်းမြင်နေဒါပေမဲ့ဒီလိုမျိုးသူ့စိတ်ထဲမှာပေါ့နော်အခုလိုဒီနောင်နာတွေရအတိတ်တရားတွေရပြီးတော့ကို့ဘောမှာမလုပ်တင်တာတွေလုပ်ခဲ့တာနောက်သူ့အနေနဲ့ဆိုလို့ရှိရင်လည်းကို့ကိုယ်နဲ့ပတ်သက်လို့ပေါ့နော်အဲ့လိုခံစားကြတဲ့ကြံနေသေးတာကိုယ့်ရဲ့လွှမ်းမိုးမှုတွေသူ့ဘောမှာအပြည့်အဝရှိနေသေးတာဒါတွေအကုန်လုံးကသူ့စိတ်ထဲမှာတော်တော်ကိုအဆင်မပြေစေတဲ့ပုံစံမျိုးနဲ့ ရှိနေပေမဲ့လည်းဒီຢာတွေအကုန်လုံးကိုသူကပြင်မာတော့ဒါတွေကိုတိတာလို့ထုတ်ပြမှာမဟုတ်ဘူး။သူအနီးအနားမှာရှိတဲ့သူရင်းနှီးတဲ့သူတွေတောင်တိမှာမဟုတ်ဘူးပေါ့နော်။အဲ့လိုမျိုးမတိအောင်လို့ဖုံးကွယ်ထားလိုက်မယ်ဆိုတာမျိုးလို့မြင်တယ်။ဒီတိုင်းပဲဒီဒီခံစားချက်တွေကိုချိုးနှိမ်ထားမယ်ဖိနှိမ်ထားမယ်ဆိုတာမျိုးပြက်ကွဲသွားအောင်သူကလည်းသူတနည်းနည်းနဲ့ဖုံးကွယ်လိုက်မယ်ပေါ့နော်။အဲ့လိုမျိုးလို့မြင်တယ်။တော့ကိုမပြောနဲ့ပေါ့နော်။သူအနီးအနားမှာရှိတဲ့သူအရင်းနှီးရဆုံးသူတွေတောင်တိမှာမဟုတ်ဘူးပေါ့နော်။အဲ့လိုမျိုးမတိအောင်လို့လည်းဟန်ဆောင်ပြီးတော့နေနေလိုက်မယ်ဆိုတာမျိုးလို့လည်းတွေ့ရတယ်ပေါ့နော်။ တော့ပြောချင်တဲ့အရာဆိုလို့ရှိရင်တော့အခုချိန်ထိကိုယ့်ရဲ့ energy ကသူ့ပေါ်မှာလွန်မှုမှုရှိတော့မယ်အာသူမယိုးသားခဲ့တဲ့အတွက်ကြောင့်ပြောရင်ခုလိုမျိုးပေါ့เนาะတခြားလူကိုရေးချဲသွားရဲဆိုတာကသူ့ရဲ့အမှပြောရင်ဒီနှစ်ယောက်ရဲ့တတ်မှတ်ထားတဲ့စီကိုစပြီးတော့ဖောက်ခဲ့တာကလည်းသူပဲအခုချိန်မှာလည်းမမလွန်တဲ့နဲ့စီကို ဖောက်ချင်နေရလဲသူပဲပေါ့နော်ဒါပေမဲ့နှစ်ယောက်ဆက်ဆံရေးကတော့လုံးဝပျက်စီးနေပြီပြန်ပြီးတော့အဆင်ပြေဖို့ဆိုတာကလုံးဝမဖြစ်နိုင်ဘူးဆိုတာလည်းသူသိတယ်အခုလိုမျိုးခံစားချက်မျိုးတွေအတွေးမျိုးတွေဖြစ်နေရတဲ့အတွက်ကိုလည်းပဲသူလည်းပဲစိတ်မသက်မသာဖြစ်ရတယ်ပေါ့နော်ဒါပေမဲ့ဒီຢာတွေကိုကိုယ်ဖွင့်ပြပြမှာတော့မဟုတ်ဘူးဒါတွေကိုလုံးကိုတော့သူသူ့အနေနဲ့သူမျိုးသိပ်ပြီးတော့ထိန်းချုပ်ထားမယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ကိုယ်ကို message ပေးခြင်းနဲ့ဆိုတာမျိုးလို့တော့မြင်နေပေါ့နော်ဒီမှာတော့ overall energy က hopeless ပေါ့နော် နှစ်ယောက်ရဲ့အခြေအနေကဘလို့မှရှေ့ဆက်လို့မရနိုင်တော့ဘူးညှော်လင့်ချက်မရှိတော့ဘူးနှစ်ယောက်ပြန်ဆောင်စည်းဖို့ဒီအခြေအနေတွေပြန်ပြီးပြေလည်ဖို့ဆိုတာကလုံးဝမဖြစ်နိုင်တဲ့အနေအထားမျိုးပေါ့နော်အဲ့လိုမျိုးလို့အဲ့လိုခံစားချက်မျိုးအဲ့လိုအတွေးမျိုးတွေရှိပြီးတော့ကိုယ်လည်းဒီလိုပုံစံမျိုးတွေပြောစင်နေဆိုတာမျိုးပေါ့နော်အဲ့လိုလေးကိုတော့တွေ့ရပါတယ်ရှင်အဲ့ဒါကတော့တစ်ဖက်သူရဲ့ခံစားချက်နဲ့ပတ်သက်ပြီးတော့ sorry တင်လေးဖတ်ပေးထားတာဖြစ်ပါတယ်ရှင်။အားလုံးပဲဆုံးနှတ်ကြည့်ပေးကြတဲ့အတွက်ရောမြန်တမ်းကြည့်ပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးများတင်ပါတယ်ရှင်။မိတ်ဆွေများအားလုံးပဲပြည်ပြာများဝေးကွာပြီးကိုရောစိတ်ပါကြမှာချမ်းသာကြပါစေ။ကောင်းသောလူရင်းစန္ဒအမှန်တရားလည်းပြေဝကြပါစေ။မိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးကြမ်းမမာနဲ့နေနေကြပါစေလို့ဆုမကောင်းတောင်းမိပါတယ်ရှင်။ Now reading များမှာပြန်ပြီးတော့ဆုံးနှတ်ကြပါအောင်ရှင်။ Personal reading များကိုတော့ Viber နဲ့ Telegram မှာပဲစုံစမ်းမေးမြန်းပေးပါ။ Viber နဲ့ Telegram ကနေပဲ booking များကိုလက်ခံပြီးတော့အဲ့ဒီကနေပဲအဖြေတွေပြန်ပို့ပေးပါ evaluation.